家。 ညာမညာပူညာလမ်းဖွင့်နိုင်ရာတီနိဗ္ဗာန်တို့ဤနိဗ္ဗာန်တို့ဤလမ်းရောက်နိုင်ဤအတွက်လမ်းညို့ပြည့်ရဲ့မြတ်တရားနဲ့ညီကြောင့်ရုံမြင့်တန်ကြားပြည့်တန်များရှင်ဝိမင်တော်ရဆရာတော်ဖျားကြီးဦးစာကရဟာကိုရင်ငယ်လေးတွေကိုသာသနာပေါင်မှာအရှင်ပြုံမှုစေခြင်းနဲ့စိတ်ဆန္ဒအဟောင်းပြင်းပြထက်သန်တော်မူခဲ့ပါတယ်။ ကိုရင်ငယ်လေးတွေဟာတဘာဝအဖြစ်စိတ်ကစားတတ်တဲ့73လေးနှစ်ရွယ်ကိုရောက်လာချိန်မှာစိတ်အာရုံကိုတခြားတစ်ပါးသို့ပြန့်လွင်ခြင်းမရှိရလေအောင်စာထဲမှာသာနှိမ့်ညွတ်နေစေအောင်ဆရာတော်ကြီးကစီစဉ်ခဲ့ပါတယ်။ကိုရင်လေးတွေကိုစာဝါများတုပေးခြင်း၊ကျက်စာများစွာပေးပြီးစိတ်မှတ်စေခြင်းတို့ဖြင့်ဆုံးမဩဝါဒများကိုလည်းနှိမ့်စင်ပေးခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးတို့တို့ဆုံးမတော်မူခဲ့တဲ့ဩဝါဒထဲမှာသင်္ကာလောဝါဒတုတ်လာမြတ်စွာဘုရားရှင်ကသင်္ကာလတို့သားအားအရက်၆ပါးအကြောင်းဟောပြထားတဲ့တရားတော်ဟာလည်းတပုတ်ပါဝင်ဖြစ်ပါတယ်ရှင်။အေးကိုရင်တို့ဒါစာလဲတင်ကြရတယ်ပေါ့။ကိုရင်ဖြစ်လာရင်ကိုရင်ဖြစ်လာရင်ရှင်ဖြစ်လာကြတယ်ဆိုရင်စာလဲတင်ရတယ်ပေါ့။စာတင်ပြီးတဲ့နောက်ပိုင်းကိုခုနစီကံလေးတွေကျင့်ဝတ်ကလေးတွေဒါလေးတွေအားလမ်းလူတိုင်းလူတိုင်းမှာရှိတဲ့ စိတ်ကံကျင့်ဝတ်တွေဖြစ်နေဟုတ်လားရှင်ကပညာရှိကြီးတွေကဆယ်ပင်ပြင်ကနှောင်းချလို့မိဘနဲ့သားမယားနဲ့နဲ့အရှင်နဲ့ကျွန်းထေမွန်တကားမိတ္တဟာနဲ့ဆရာတကြီးတဲ့တယ်မချွတ်ကျင့်ဝတ်ဆုံးနှင်းသူတန့်စင်းရှင်လိမသွေးသေးလိမကွာ နရလူပြီလိလိအတူစံသာမူ၏နေဘူးရွှေပြီးဝင်းအန်ဒီကြီးလို့ရှိပညာရှိကြီးတွေကသင်္ကာလောဘာရတို့အကျဉ်ချုံပြီးတကလားဒါကြီးဆက်ပြီးတော့သွားကြတယ်ဘုရားရှင်ကုရောမြတ်ကြီးကသင်္ကာလသရုသားကိုသင်္ကာလသရုသားကကတိကတ္တသမားဆိုတော့သူ့မိဘများတယ်ပြောလို့ဆိုလို့မရอืม ဖျားဖူးသွားတာဖျားစီကတ်တာမရဘူးအဲရှင်သာရိပုတ္တရာကြီးစီကတ်တာမရဘူးရှင်မမောက္ခဏစီကတ်တာမရဘူးသူကကတိကတ္တဓမ္မဆိုတော့ပြောမရတော့အဲ့ဒါတေင်္ဂါလပိတာတကယတေဂာနိအချိန်ကျတော့ငါသားအရှိအနောက်တောင်မြောက်အောက်အထက်ဆိုတဲ့အရက်မျက်နှာကိုရှိခိုးသားမှာကွာဆိုတော့ရှိခိုးခိုင်းတော့ရှိအေး ိဗပြောတဲ့စကားသေဂာနီပြောတဲ့စကားသာသမီတရားတကားလေဒီပဲမကြနားထောင်တယ်ရှိခိုးတဲ့ခါကျဖရားနဲ့တွေ့မှာအဲတင်္ဂလာတုတ်တန်ဆိုပြီးတကားလားအရမျက်နာကြီးအတီးတီးပြောပြီးတကားလားမိဘနဲ့သာသမီရဲ့အဆက်ဆံမှုတွေကျင့်ဝတ်တွေအဲမယားနဲ့လင်းကျင့်ဝတ်တွေအရှင်နဲ့ကျွန်းကျင့်ဝတ်တွေဓိမွန်တကားဟာဆရာတကြီး ကျိုးဒီအဲ့ဒီကျိုးဒီကြင့်ပြီဆိုမှဖြင့်ဒါဘောင်းမလွန်မဲဒီလဲပင်ရဲ့အပြင်ကအေးဗရောင်းပြင်ကငဒောင်းလို့လည်းခေါ်တယ်ကွာနဇောင်းလို့လည်းခေါ်တယ်အဲ့ဒါလေးမုတ်လေးရိုက်ထားပြီဆိုရင်ဘိန်ကျွတ်သွားမလားကိုယ်မလားတော့မကျွတ်တော့နော်အေးမကျွတ်တော့ဆိုလို့ပဲလူတွေအဲပုံကူတိုင်းပုံကူတိုင်း သူစီကံလေးနဲ့သူ့ဘောင်လေးနဲ့သူမကြော်လွန်မဲကြင့်ကြံကြိုးဖို့အားထုတ်သွားကြပြီဆိုမှချင်းပိစုပန်တန္တရာနှစ်ဖြာသောအကျိုးရာအမြဲရရှိပြီးဒီကလာနောက်တစ်ချိန်လာမိမိတို့ရည်မှန်းတဲ့နိဗ္ဗာန်နဲ့စံမြနိုင်တဲ့အခြေအနေရှိတဲ့လေဒီဩဝါဒများကိုလည်းမိမိတို့ထိပ်ပန်ဆင်းပြီးဒီကလာကျင့်သုံးကြပါလို့ပြောဆိုရင်ဒီနေ့တော့လည်းပဲ ရဆိုင်ကြအောင်လို့ကိုင်တို့မမကိုမဆရာရောက်ရည်ရုံမြင့်တန်ကြားပြည်တညာရှင်ဆရာတော်ကြီးရဲ့ဆုံးမဩဝါဒအောက်မှာယူတီကျွန်းလွန်စွာဖြင့်ဆာဝါများတင်ခဲ့တဲ့ကိုရင်ဝိမလဟာတက်တော်ဆက်လင်းမြေရွယ်သို့ရောက်ရှိခဲ့ပြီဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲကိုရင်ဝိမလနဲ့ပတ်သက်ပြီးအံ့ဩဝယ်ထူးခြားတဲ့ဖြစ်ရပ်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ် အဲ့ဒါကတော့အသက်16နှစ်ရွယ်ကိုရင်ဦးမလနဲ့အသက်9နှစ်ရွယ်ညီတဝန်းခွဲចောင်းသားလေးမောင်ဖိုင်ရင်တို့နှုတ်ဦးသားလင်းငယ်လေးတစ်စင်းနဲ့ဒုထဝီမြစ်ကိုဖြတ်ကူးပြီးတစ်ဖက်ကမ်းရှိပြောင်းမှုကင်းကိုအသွားမှာကျုံတွေ့ရတဲ့ဖျက်ရက်နဲ့ပတ်သက်ပြီးဆရာတော်ဗဒနာတုံတော်မှအခုလိုမိတ်ဆွေရှင်းပြတော်မူခဲ့ပါတယ်ရှင်။တည့်ရက်မှာကိုရင်ဦးမလကိုအသက်9နှစ်ရွယ်ရှိတဲ့ညီဝန်းခွဲတော်တဲ့ចောင်းသားလေးမောင်မရင်ကပြောင်းမှုစားခြင်းလိုက်တာလို့ပူဇော်တယ်။ ြောင်းမှုစားကျင်တော့ပြောင်းမှုကဘယ်ရရမလဲလို့ဝင်ဦးမလာကမေးတယ်။တောင်ဘက်ကအဖတ်တို့ခင်းမှာပြောင်းမှုတွေရင့်ကုန်ပြီလို့မောင်မရင်က ပြောတယ်။ရင့်လာတော့ဟုတ်ပါပြီ။ကိုခင်းမှမဟုတ်တာ။ဘာခုလို့ပဲဖြစ်ပါမလဲလို့ကိစ္စနာမရှိပါဘူး။ဖတ်တို့ကသူမျိုးပဲစားကျင်နေလားခုလည်းလို့ပြောထားတာရှိတာပဲလို့ဇုတ်ပူစရာနဲ့ဝင်ဦးမလာနဲ့မောင်မရင်တို့ဟာ ဥယျာဉ်တော်ရဲ့တောင်မြေကမ်းမှာရှိတဲ့ဖောက်တုတ်တို့ရဲ့ကြောင်းပင်ကိုလေလစည်းနဲ့ကူးသွားကြတယ်။ရှေးကနေပြီးတော့မှမောင်မရဲ့လေးကလော်ပြီးပွေဝင်းမြလကနောက်ကပဲ့ကင်ပေးတယ်။သူတို့သွားမှာကဥယျာဉ်တော်ရွာနဲ့တဲ့တောင်မြေကမ်းကိုအဲ့ဒီမှာရှင်ဝန္ဒဘုရားရှိတယ်။ဘုရားနာကဖောက်တုတ်တို့ရဲ့ကြောင်းမူခင်းကိုသွားကြမှာပေါ့။ဒုထဝရီမြေကြောင်းတစ်ချောင်းသူတို့ဖြတ်ကူးမဲ့ ရေလမ်းကြောင်းအောက်နားလေးမှာရှမ်းတန်းနဲ့စုပ်ဝဲကြီးတစ်ခုရှိတယ်။အနာကလာတဲ့ရာဘုထုမန္တမြကိုလက်ပတ်နှမြုပ်ပြစ်တတ်တာကြောင့်ဒီသမားတိုင်းစောင့်ရုံထိတ်လန့်ကြတဲ့နေရာတစ်ခုပေါ့။ဒါပေမဲ့တို့ညီကိုမြောက်ကတော့စောင့်ရုံထိတ်လန့်မှုမရှိပဲခြောက်ကူးကြတာပေါ့။ကိုရဲ့အာယုံထဲမှာကြောင်မှုစားကျင်တဲ့အာယုံတစ်ခုပဲရှိတာလို့ရေဝဲကြီးကတော့ကြီးလိုအလေကောင်မှခွက်နေပြီးလက်ပဝိုက်ွေစည်းစည်းနေတာကို သူ့နန္ဒမိတ်သင်းကိုရောက်လာတဲ့ရာမန်နမယသူ့ရည်စီကြောင်းတဲ့ဝင်ရောက်သွားပြီးသူလှဲ့တယ်လို့လိုက်ပြီးတော့လက်ပတ်နေတော့တာလေအဲ့ဒီလိုနဲ့တဖြည်းဖြည်းအတွင်းထဲဝင်းဝင်သွားပြီးမူလော့အောင်လက်ပတ်ခံပြီးတော့မှနောက်ဆုံးရေအောက်ကိုပြင်းပြုတ်ချင်းခံရစမဲပဲလူကွင်းတို့လေလေးဟာလဲရည်စီအားကြောင့်အေးအေးမြင့်နေဒီဝဲကြီးရဲ့နေမင်းသွေးကိုဝမ်းမမတိချင်းနေဝင်ရောက်လို့သွားတယ်။ဒီကံဝဲရာကမြင်ရတဲ့သူတွေဟာဆို မျက်လုံးပြူမျက်စံပြူနေပါကိုရင်တို့ကိုရင်တို့ဝဲရရောက်တော့မယ်ပြန်ထွက်ပြန်တဲ့ဆိုပြီးပေါ်တဲ့လူကပေါ်ကြဒီရာလေးတရတက်နေကဲဖို့သွားတဲ့လူကသွားကြနေရွရွသေးသေးကိုချစ်နေတော့တာကိုရင်တို့လေကလေးကဒီဝဲကတော်ကြီးရဲ့ဉာဏ်မိတ်ချဲဝင်ပြီးချာလလဲစပြုနေတာလမ်းမြင်နေရတော့ချိန်နေကြတဲ့လူတွေကလည်းရင်သမမနဲ့အသက်ရှူမရအောင်ဖြစ်နေကြတာဒါပေမဲ့ကဲမဲ့လေးတွေအနာတောက်သွားတော့လေ ။ကိုရင်တို့လေကတော့အင်းစစ်စစ်လောနေတာပဲ။သူတို့ကတော့ညွညွညင်တဲ့နေတဲ့ရေပြင်ပေါ်မှာလောခတ်နေလို့ပဲလို့ပြောတာပဲ။ဘယ်လိုမှကိုမနေ ဆရာတော်လောင်းနေရာရှင်ဝိမလရဲ့ငယ်စဉ်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အာဝဘွယ်ရာ ဖြစ်ရတစ်ခုပါပဲ။မြောက်ရုံမြင့်တန်ကြားပြည်တတ်များရှင်။ခွေးဝင်တို့ရဆရာတော်ဖျားကြီးဟာညစဉ်ညတိုင်းတာမင်းငယ်တို့ရဲ့ဝိရှိမှုကိုခံယူတော်မူရင်းစာဝါအဓိပ္ပာယ်များပြန်လည်ပြောပြခြင်း၊တင်းကျူတရုတ်တွေကိုကြည်ညက်အောင်ထပ်မံတင်ကြားပေးခြင်းတို့ဖြင့်ပထမငယ်ပထမလက်စတဲ့အစိုးရစာမေးပွဲများမှာဝင်ရောက်ဖြည့်ဆည်းနိုင်စေရန်ပြင်ဆင်ပေးခဲ့ပါသည်။ ငယ်စဉ်ခါတပညာသင်ပါနိုင်လေမသိင်ကျက်ကနောက်ကာလနောင်တပူပန်ရရသည်သို့သာဒနာမှာနေလာရဆိုရင်စာပေအထီးကကြစာပေကျန်ကတတ်တိလာမတာလင်းကျင့်တရားရှိရာကျင့်ရတယ်ရှောင်တရားရှိရာရှောင်ကျင်ရတယ်အဲဒီလိုကျင့်ကြံကြိုးကိုအထုတ်မှတာလင်းသာသနာတော်ကြီးတဲ့သာဆုံးကလာမယ်နားရလားဟုတ်ပါရှင်ဗျာကိုယ်လည်းတိတ်ခါဖို့နဲ့ညီအောင်ဒါကျင့်ကြံကြိုးကိုအထုတ်နိုင်တဲ့အခါကျတော့ ဟောဒကာရမကြီးကုကွယ်ရတာအမ်တန်အကျိုးရှိတို့သာသနာမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးဝိနိသိကဘုပြင်းကြတာအပူလိုတခုမှမပါဘူးကွာဟုတ်လားအပူလိုမမပါတဲ့အကြောင်းဒါကိုမင်းတို့တည်းကမင်းတို့တွေတို့တွေအတနိုင်ဆုံးရှင်းချင်ကြကြိုးကိုအားထုတ်ရမှာပဲဖြစ်တယ်မှန်ပါရှင်ဗျာ ဆရာတော်ကြီးဟာစာသင်သားများတင်းညူတီယုံများကြီးညက်ချိန်မှာညဝါနဲ့ဝီနီဆိုင်ရာပါတီမှာတရားပုတ်စစ်တို့ကိုလည်းတူးချေကတင်ကြားပေးခဲ့ပါသည်ဆရာတော်ကြီးဟာပုတ်စစ်ကုန်းရင်ရူပသိက္ခိပါချပေးဦးမယ်လို့ကိုရင်ငယ်လေးတွေကိုမိန့်တော်မူခဲ့ပေမဲ့တက်တော်ရွေးထောက်လာတဲ့ဆရာတော်ကြီးဟာဒီခင်လုံစိတ်သွားတိုင်းကိုမပါတော့ပဲစာသင်ရတာမှာမိုးခိုင်နေတတ်ပါသည်ဒီခါမှာတော့ဆရာကျင့်ဝင်၅ပါးတိုင်း မိမိမတက်နိုင်ရင်တင့်တော်ရဆရာသမားထံအနှံ့ရမည်လို့စဉ်းစားမိတဲ့ဆရာတော်ကြီးကတညဖျားဝတ်တဲ့အပြီးမှာတပည့်များကိုတင့်တော်ရအနှံ့ဖို့ပေးမိအကြောင်းတပည့်များတော်လို့တဲ့နေရာဌာနရှိပါကလည်းစဉ်းစားထားကြစည်းလူကြောင်းမိန့်ကြားတော်မူခဲ့ပါတယ်ရှင်အတဲ့ရထောက်လာရင်နော်နည်းနည်းတိတ်ပြီးတော့သာချနိုင်တဲ့အင်အားမရှိတော့ဘူးမင်းတို့တွေကက အသက်ရွယ်ရှိတော့ဆံရဆံရစာတင်လိုက်ဒီဒါတွားရောက်နိုင်တယ်ဆိုတဲ့အကြောင်းဘုမုံကခွင့်ပြုလိုက်တယ်မိဘများထံဒါပန်ကြားပြီးတော့ကိုတွားနိုင်ကြတယ်အထူးသဖြင့်မင်းတို့ဗုဒ္ဓမြို့မှာမင်္ဂလာတိုက်ဆရာကြီးဦးဦးဒါအရှင်ဆက်ကစပြီးဒီကလာရပါမှာအဲအပြည့်မှာမှာအမြဲတမ်းကြော်ကြားလာခဲ့တာအဲ့ဒီလိုတိုက်ကြီးတွေမှာ အရရအနေနဲ့ကအောက်ဒီအောက်ရောကစားပြီးတော့အပြင်းနှံခံပြီးတော့တန်ခါများအဲပညာရှင်တို့တောက်ဆူကြသလိုမင်းတို့မောင်မလာစားတဲ့ဟောကိုရင်နေအဲဆိုနေရာမျိုးတွေသွားနိုင်ကသွားလို့ကသွားနိုင်ရတယ်လို့ဘုံဘုံခွင့်ပြုလိုက်တယ်ဟုတ်ပါရှင်မရရမယုံမြင့်တန်ကြားဖြစ်တယ်များရှင် ဆရာတော်ကြီးစီကခွင့်ပြုချက်ရတဲ့အခါမှာကိုရင်တီတီတို့ကကိုနဲ့ဆက်ဆက်ရမြို့ရွာဒေသဆရာသမားတို့ကိုစဉ်စားရွေးချယ်ကြရပါတော့လေ။ကိုရင်ဝိမလလေးဟာလည်းဆရာတော်ရဲ့ခွင့်ပြုမိန့်နဲ့မိမိနဲ့တင့်တော်မဲ့နေရာဌာနကိုရွေးချယ်ပြီးသွားရောက်ပညာသင်ကြားခဲ့ပုံများအကြောင်းကိုဆက်လက်တင်ပြသွားမှာဖြစ်ပါရဲ့ရှင်။